အလိုအားလုံးပဲမင်္ဂလာပါစတီဗင်ဖြူကနေပြန်လဲကြိုဆိုရပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုကပြောခဲ့တဲ့အတိုင်း Banjack Cost ကမန်ချက်စတာနဲ့ပတ်သက်တဲ့သတင်းတော်တော်များများကိုသူပြောသွားတယ်ပေါ့နော်အဲသူကအဲ့တော့ Banjack Cost ကဘယ်လိုလူသားလဲကျွန်တော်ပြီးခဲ့တဲ့ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပြောခဲ့ပြီးသားသူက Give Me Spot ကအဲ Give Me Spot ကသူပေါ့နော်အဲ Give Me Spot ဆိုတာကသူက other channel တခုဒီအဲဘလုံးသတင်းတွေဖြန့်ဝေတဲ့ channel တခုပေါ့နော်အဲ့ Give Me Spot က Fabrizio တို့နဲ့လည်းအလွယ်အလုပ်တွဲလုပ်ထားတာမြင်ရတယ်ဆိုတော့ အတိုင်းအတာတစ်ခုထိတော့သူတို့တို့ရှိမှသတင်းတွေရှိတယ် reliable ကတော့ဟိုဘယ်လောက်ထိတိကျသလဲဆိုတော့အဲ့လောက်ကြီးပြောလို့မရဘူးအကြောင်းကတော့တို့က agent တွေပြောခိုင်းတဲ့သကလုံးတွေလည်းတို့ကပြန်ပြောတယ်တခါလေကြပို့ဖွာတယ်အဲတခါလေဟိုလာတာဒီဒီနှုံးတွေကိုဖွာတာမျိုးတွေဒါမှမဟုတ်တန်ကြီးတွေကိုသူဆွဲတင်ပေးတာမျိုးတွေအဲ့လိုမျိုးလေးရှိတယ်အဲ့တော့သတင်းအနေနဲ့တော့ယူဆရလို့ရပါဘူးတို့ဒီတို့ရေခွက်လာတဲ့သတင်းဆိုတော့ဒါ အာအကြောင်းအရာတစ်ခုတည်းတော့မှန်တယ်ပေါ့နော်တချို့တစ်ခါလေးကြတော့လေသူတို့ကဒီကစားသမားရဲ့တန်ကြီးတက်သွားအောင် Manchester United နဲ့တရင်လွှင့်ပေးရမျိုးရရှိတယ်အဲ့တော့ကျွန်တော်ဆက်သွားလိုက်အောင် Victor Roque Victor Roque ကအကြောင်းတော့ကုလားပြောခဲ့ပြီးသား ယူနိုက်တက်ဘက်ကယူရိုတန်းကနေပေးရင်လာနိုင်တယ်သူတချန်ပီယံလိဝင်ခွင့်အရောက်ကြီးအေးမပါဘူးဟိုဖြစ်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါပန်နိုင်ချင်းနေအစီအပြေအဲ့တော့ကျွန်တော်ဆက်သွားမယ်ဆိုအီမီမာတီနက်ကြောင်းပြောရမယ်အဲဒီဗီလာရဲ့အက်စတွန်ဗလာဂိုးသမားအီမီမာတီနက်ကဒီရာသီအကုန်မှာဗီလာထွက်မှာဆိုတော့အခုပြီးခဲ့တဲ့ရာသီအကုန်မှာဗီလာထွက်မှာဆိုတော့မန်ချက်စတာနဲ့ကစိတ်ဝင်စားနေတယ်စိတ်ဝင်စားနေရတော့ပေးကြတယ်သူ့ကိုတန်ကြီးကိုအဲလက်တွေ့ကျစား20ယူရို25တန်တန်30အနေနဲ့သတ်မှတ်ထားရပေါ့အဲအဲ့လိုနေဆိုဖြစ်နိုင်တယ်အဲ့တော့ ဗီလာလောဆယ်မှာပြဿနာတက်နေတယ်သူတို့ PSR ပြဿနာတက်နေတယ် PSR ပြဿနာအလွယ်တကူမှတ်မယ်ဆိုရင်တော့ဗျာလာစာလာစာနှုံထားနေတယ်သူတို့ဝင်ငွေကအချိုးမကျဘူးဖြစ်နေတယ်အဲတတ်မှတ်ထားတဲ့မာနာတွေမှမရှိဘူးအဲ့တော့သူတို့ကကစားသမားရောင်းထုတ်ရမယ်ဆိုတော့ PP Martinez ကိုရောင်းထုတ်ချင်နေတယ် United ဘက်ကလိုက်မယ်ဆိုရင်25-30 Yu 25 Yu 30နဲ့တော့အဆင်ပြေသွားနိုင်တယ်ဒါပေမဲ့ United ဘက်မှာဆိုတော့ Onana ကတော့ရောင်းမှုမရှိဘူးဒါလို့ Onana ထွက်မှသာသူတို့ကရောက်လာမယ် ပထမအစီအစဉ်ရတော့ဟိုအိုနာနာဆက်ထားပြီးတော့ပုံငယ်တဲ့ကိုသမားတယောက်ကိုနောက်ကနေပက်ကက်နေတယ်ထားဖို့အစီအစဉ်သာရှိတယ်ဆိုတော့ဒါဒါကတော့အီမီမာတီနက်အကြောင်းပြီးတော့ Ugarty Manuel Ugarty ကို Manchester United ရဲ့ Dream Back ကလူတွေကတော့သဘောကျတယ်သူ့ကိုဆက်ပြီးထောက်ခံနေရယ်ဆိုတာရှိတယ်ပြီးတော့အဲဟွာကဆို Liverpool DS ကအဲ Liverpool DS ကို Barcelona ကသဘောကျနေတာသူတန်း80လောက်နဲ့ မှာရောက်မယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေရှိနေတော့ဘာစီလိုနာလက်နောက်ဆုတ်သွားပြီဆိုတော့ဖြစ်လာနိုင်တာကမာကာဘရက်ဘတ်ကိုပြန်ပြီးလှည့်လာနိုင်တယ်ဒါပေမဲ့မာကာဘရက်ဘတ်ကိုတော့အဲ့တော့မပြေဘူးပေါ့နော်မာကာဘရက်ဘတ်ကိုပြန်လှည့်လာတယ်ဝေးတော့ဝေးသေးတယ်ဒါပေမဲ့ဖြစ်လာနိုင်ကြီးရှိရပေါ့နော်မန်ချက်စတာရဲ့ဘက်ကဒီမာကာဘရက်ဘတ်ဆန်ချိုဂါနာချိုအန်တိုနီဒီလိုကစားသမားတွေသူတို့အငှားမချတော့ဘူးမာကာဘရက်ဒီသူသူမာကာဘရက်ဘတ်လိုမျိုးကစားသမားကို obligation to buy အနေနဲ့အဲအပိတဲ့ ငှားနေတယ်မလို့တော့တခါတည်းအပြက်ပဲရောင်းကျင်တယ်ဆိုတော့ဆန်ချိုဆန်ချိုလောဆယ်မှာတရားဝင်ကန့်လန့်ထားတဲ့အသင်းတွေမရှိသေးဘူးဒါပေမဲ့ကာလာတာ3နဲ့ဒီ sorry back ကတော့စိတ်ဝင်စားတဲ့ပုံစံပြတယ်လောဆယ်ကြီးတော့ဘယ်အသင်းမှမလာသေးဘူးအလန်ဒိုကာနာချိုအလန်ဒိုကာနာချိုကိုနာပိုလီကစိတ်ဝင်စားနေတယ်နာပိုလီက40ပေးမယ် United ဘက်က60လိုချင်တယ်ဂျာထဲမှာကန့်ဟိုကွာဟာဂျယ်လေးတွေသူတို့အဆုံးသတ်နိုင်မယ်လို့ညွှန်လင့်ထားတယ်ဗောနော်ဘန်ချက်ကိုဘန်ချက်ကော့စ်ပြောပုံရဆိုတော့ အလုပ်ဖြစ်လိုက်တယ်ဒါပေမဲ့ဒီဒီကကေဗင်ဒီဘရိုင်းနာအဲနာပိုလီကိုရောက်တာပြီးကမှသာဖြစ်လာမယ်ဆိုတော့အချိန်အတိုင်းသာတစ်ခုကြီးဆောက်အောင်ပဲဖြစ်လာနိုင်ရည်ရှိတယ်နောက်ထပ်သတင်းကောလာဟာလာတစ်ခုအနေနဲ့သူပြောတာတော့ S2B9 ဟိုကအာ Brighton ကဘယ်ဝင် နောက်ခံလို့ S2B9 ကိုအာ Manchester United ကစိတ်ဝင်စားနေတယ်လို့ပြောရတာကုတိကတော့ဘာမှတိုးတက်မှုမရှိသေးဘူးအဲ့မှာကျွန်တော်ထပ်ပြောချင်တာ S2B9 ဆိုတာကအာပေါ်တူဂီ agent ရော်မန်ဒက်ကဟိုပါဘောလူပေါ့နော်အဲ့တော့ဒါအဲ့ဒါကြောင့်လဲသတင်းကထွက်နေတာပဲပါတယ်ပေါ့နောက်နောက်ဆုံးတစ်ခုကကိုဘီမင်းနူးက Chelsea ကိုလောသောထက်စီတော့သွားဖို့မရှိဘူး Chelsea ဘက်ကစိတ်ဝင်စားပေမဲ့ Chelsea ကိုသွားဖို့အစီအစဉ်မရှိသေးဘူးဒါကတော့ Ben Jacobs ပြောထားတဲ့ပြောရှိသတင်းတွေရှိတယ်အရင်အထူးကြီးတွေမဟုတ်ပေမဲ့ဒါအဲဒီလိုသူ ဒီလိုပြောပြီဆိုတော့တရားနည်းနည်းလေးတော့လှုပ်ခတ်မှုလေးရှိတဲ့သဘောမျိုးရှိတယ်။ဥပမာ central ကိစ္စတို့ဒါသူတို့စဉ်းစားဒါဒီသတင်းတွေကိုကြည့်ပြီးအဲသတိတစ်ခုထားရမှာကသူတို့က agent တွေပြောခိုင်းတာမျိုးကိုပြောတာမျိုးလေးရှိတယ်။ဒါကဒါမှတန်တန်ကြီးတွေမြောက်သွားအောင်လုပ်တာမျိုးလေးတွေရှိတယ်။တခါကြီးကတော့ကစားမတန်ကြီးကြော့သွားအောင်လာတာကြောင့်မရောက်တာတို့ပါလို့အဲ့လိုပြောတာမျိုးလေးတွေရှိတယ်ဆိုတော့ဒါလေးတော့သိထားမယ်။ Okay ကျွန်တော်ဗီဒီယိုလေးဒီမှာပဲဆုံးသတ်လိုက်မယ်။ကျွန်တော်ဒီနေ့ည Friday night မှာ အဲကျွန်တော် live ရှိတယ် live မှာကျွန်တော်ဆုံရမယ်ကျွန်တော် video သဘောကျနှစ်သက်တော့ live subscribe လုပ်ဖို့တောင်းဆိုပါတယ်ကျွန်တော် stream view facebook page ကိုလာရောက်ပြီးတော့သတင်းတွေဖတ်လို့ရတယ်အဲကျွန်တော် opinion တွေဖတ်လို့ရတယ်โอเคကျွန်တော်နောက်ပြီးတော့ပြန်တွေ့မယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်